အပြာမဲတသက်ခိုင်တယောက်ဒီနေ့တော့တောကဗျာပါရတွေနဲ့အယူမီဝိုင်းမီမတ်ပရာမြေလူရတဲ့အဖြစ်ဖြစ်နေပြီဗျို့ဟာကိုလီမန်ကျော်ကအပြာမဲတွေဘာတွေပြောတော့ကျွန်တော်တို့က session plat တွေ join ရမှလားလို့မထင်နဲ့အပြာမဲဆိုတာကပြီးသုံးလုံးပါတီရဲ့ဒေါ်တသက်ခိုင်ပါတီရဲ့အယောင်ကအပြာယောင်ဒါကြောင့်မို့ကျွန်တော်ကဂုံပြူတဲ့အနေနဲ့ အပြာမဲတသက်ခိုင် KBZ ဘဏ်ကချက်ဘီလီယံတရာချီးယူထားတယ်ဒါကိုပြန်မဆက်နိုင်ရင်တော့ရွေးကောက်ပွဲဝင်လို့ရမှာမဟုတ်ဘူးစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုအားကိုးတကြီးနဲ့နေရအာနာခွာနာရှာနာတွေလိုချင်ရှာတဲ့တသက်ခိုင်ကိုကိုကြီး ပြီးသုံးလုံးပြီးပြီးပေါ့ဗျာဒီပါတီတွေ ਨੇ အခြားသောစစ်တပ်နိုးသက်ခံဆိုပြီးစစ်ဖက်နဲ့ကုန်းရမဲ့ပါတီတွေရဲ့တောကဟာပူလောင်လာပါတယ်ဒီကနေ့နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင်အပြမဲ့တသက်ခံဟာရွေးကောက်ပွဲမှာကိုယ်စလဲလောင်းဖြစ်ဝင်ရောက်ရွေးချယ်ခွင့်ပေးဖြတ်လိုက်တယ်ဆိုတဲ့တည်င်းထွက်ပေါ်လာပါတယ်ဒီတည်င်းလေးကိုထွက်ပေါ်လာတော့ ကျွန်တော်လိုက်ကြည့်တယ်လိုက်ဖက်တယ်လေ့လာတယ်စုံစမ်းတယ်အဲ့ဒီမှာတော့တွေ့ရတဲ့နံပါတ်1အချက်က KBZ ဘဏ်ကနေပြီးတော့ချက်ဘီလီယံတရာချေးယူတာလေဘာကြောင့်ချေးယူတာလဲဆိုတော့68 president ဆိုတဲ့အင်ယာစီမံကိန်းတစ်ခုတိဆောက်တယ်တိဆောက်ဖို့နော်တိဆောက်တယ်ရှုံးတယ် စစ်စေး resident sorry president မဟုတ်စစ်စေး resident အင်ယာစီမံကိန်းဒီစီမံကိန်းအရှုံးပေါ်တာကြောင့်7ဘီလီယံကျော်တရားအကျိုးတင်နေတယ်လို့အပြာမေတသက်ခံရဲ့သတင်းကိုကျွန်တော်ကြားရတယ်။ကဘာကြီးပြလမ်းဆရာဆလမ်းရန်ကုန်အဲ့လမ်းတောက်မှာရှိတဲ့စစ်စေး resident အင်ယာစီမံကိန်းတသက်ခံနေအောင်ကျော်ဝင်းသူလင်မယားနှစ်ယောက်ပေါ့နံပြားနှစ်ချက် ဒီအင်အားစီမံကိန်းအတွက်နဲ့ကမောစားဘဏ်ကနေကြက်ငွေဘီလီယံတရာကျော်ချီးယူရဲ့တိရောက်တယ်သို့တော့ရှုံးပေါ်တယ်အချိန်မီမပြီးစီးဘူးအခန်းအနိုင်ခြင်းမရှိဘူးကမောစားဘဏ်ကချေးရတဲ့ပတ်စံတွေကိုလည်းပြန်မဆက်နိုင်ဘူးအဲ့တော့လွတ်တော်ကိုယ်စားလှယ်တယောက်အဖြစ် တတ်မှတ်ထားတဲ့အရေးချင်းတွေထဲမှာလူမွဲဖြစ်သက်ဆိုင်ရာတရားရုံးကကြေညာထားရင်လွတ်မြောက်ခွင့်မရသေးရင် အကျွေးပြန်မဆက်နိုင်လို့တရားတပောင်တွေဖြစ်နေရင်ဒီတမချက်နဲ့ညီစွန်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ပွဲကတော့မပြီးသေးဘူးပြီးလို့လွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ကာကြီးအခန်း၅လွတ်တော်ကိုယ်စားလှယ်အရေးချင်းတမချက်တွင်နိုင်ငံတော်နေ့ပုဂ္ဂလိကတို့မသိမ့်လျော်တော့ ပေးရန်တောင်းဝင်တင်းရှင်းသူများအကျွေးရှိဒီပုံမှန်နေညိညာအဲ့တော့ဆက်စံလဲနေကဘာကြီးဖီယာလန်ဘော်ကညီတေကဘော်မှာတိဆောက်တဲ့ sister resident အစ်မြင့်ကွန်တူ United GP Diplomat ကတာဝန်ယူတိဆောက်တယ်တတ်တခိုင်နေအောင်ကျော်ဝင်းကဒီနံများတစ်ချက်ကဒီကုမ္ပဏီရဲ့ driver တွေဖြစ်တယ် ဲ့တော့အပြာမဲပြီးသုံးလုံးပါတီရဲ့တသက်ခိုင်ဟာရန်ကုန်တိုင်းမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာဝင်ရောက်ရှင်ပြိုင်မယ်လို့တင်သွင်းထားတယ်။ဗဟန်းကမာယိုအလုံးစမ်းချောင်းကြီးမြိုင်လှိုင်မရန်ကုန်မြောက်ကလာပါမြို့နယ်တို့ပါဝင်တဲ့ရန်ကုန်တိုင်းအမျိုးသားလွတ်တော်အမှတ်နှစ်မဲဆန္ဒနေပြီ။တသက်ခိုင်ပါတီကိုအပြာပါတီကိုကြည့်ရင်တနိုင်ငံလုံးတိုင်းတန်နဲ့ဝင်ရောက်ရှင်ပြိုင် ဲ့တော့အတိတ်ကောက်ကြောင်းလေးကိုဆွဲကြည့်လိုက်ရင်2015ခုနှစ်အန်ဒီပါတီရဲ့တကုံမြို့နယ်လွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့တဲ့တတ်တတ်ခိုင်အပြာမေပါတီကိုခြေစုံခံပြီး2019မှာနှုတ်ထွက်ခဲ့တယ်2019ခုနှစ်မှာပဲပြည်သူရှေ့ဆောင်ပါတီတီထောင်ခဲ့တယ်2020ရွေးကောက်ပွဲမှာတတ်တတ်ခိုင်တို့အပြာပါတီဝင်ပြိုင်တယ်စိတ်မကောင်းစရာကအမတ်တနေရမှမရပဲ ွက်ခွက်လာအောင်ရှုံးနေ2021မှာအာနာတိမ့်မှုဖြစ်ပွားခဲ့အဲ့ဒီမှာစစ်ကောင်စီရဲ့လူမှုဝန်ထမ်းတွေကယ်ဆယ်ရေးပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့2023ဩဂုတ်လ3ရက်နေ့မှာတော့ဟိုတယ်နဲ့ခီးသွလာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်တာဝန်ပေးခံခဲ့ရတယ်အပြာမေတက်တက်ခိုင်ဟာဒီလိုဖြတ်တန်းရင်းနဲ့ပဲ2025ခုနှစ် ဇန်နဝါရီလ31ရက်နေ့မှာဝင်ကြီးရာထူးများမှအနာပေးခံခဲ့ရပါတယ်။ဆိုတော့တသက်ကိုင်းနဲ့ပတ်သက်ပြီးဒီကနေ့နောက်ဆုံးရအခြေအနေကိုလေ့လာကြည့်တော့တသက်ခိုင်ရဲ့ပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့သူတယောက်ကတော့ သတင်းဌာနတွေကိုပြန်လည်ဖြေကြားပေးတဲ့သတင်းတစ်ခုနောက်ဆုံးထွက်လာပါတယ်။ကိုစဲကိုစလေလောင်းစရင်ပါပါလေ။ကပ်ပြားလောင်ထုတ်ပြီးသွားပါပြီ။အဲနောက်ကြောင်းမရှင်းမရှင်းကိစ္စလူတွေကိုတော့ပြန်ဖြေရှင်းနေရတယ်။တူစီဝိုင်းနဲ့ပတ်သက်ပြီးအကျွေးထူနေတဲ့ကိစ္စတွေတော့ရှင်းနေရတာဗျာလို့သူ့ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌဦးစော့ဟန်အေးကမြစည်းမကိုပြောတဲ့သတင်းတစ်ပုဒ်ကျွန်တော်ဖတ်လိုက်ရတယ်။ ဆိုတော့တတ်တတ်ခံရဲ့အရေးဟာတော့ဟွန်းမဗရာမြေလူးမလားစစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲအောက်မှာလူရဝင်ဖို့ကြိုးစားတာအောင်မြင်မလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့တတ်တတ်ခံရွေးချယ်တဲ့အရွေးချယ်ခံမဲ့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလှုပ်တော့အမှတ်နှစ်မဲဆန္ဒနေ ရန်ကုန်တိုင်းဒေသကြီးအမှတ်နှစ်မဲဆန္ဒနဲ့အမှတ်နှစ်မှာဝင်ပြိုင်မဲ့လူတွေစင်းကြီးကိုကျွန်တော်လေ့လာကြည့်တော့ပြည်သူပါတီကဥကြည်တာဦးတိုင်းသာစီလုံးညီညွတ်ရေးပါတီမှဥခင်တိုးလေဘာပါတီမှဥတင်မျိုးသူငင်းချမ်းရေးအကျိုးဆောင်ပါတီမှဥထွန်းထွန်းဦးညီညွတ်သောတိုင်းသာမြားဒီမိုကရက်တစ်ပါတီမှဥဒေးဗစ်လမြင့်ရှမ်းနှင့်တိုင်းသာမြားဒီမိုကရက်တစ်ပါတီမှဒေါ်လှကျိုင်းကြံဖို့ပါတီမှဥအောင် ဝင်းတန်းတို့ကိုပဲတွေ့ရပြီး တသက်ခိုင်ပါတီကတော့အပြာမေတသက်ခိုင်စရင်တင်သွင်းရတဲ့ကိုယ်စလေလောင်းနေမြေဖြစ်ပင်မဲ့လေနာမည်စရင်ပါဝင်မလာသေးတော့ဘူးတော့ကျွန်တော်တို့တွေ့ရတယ် UEC ရွေးကောက်ပွဲကော်မရှင်ကိုအယူခံဝင်သားတယ်ဆိုတော့တည်င်းတို့လည်းကြားရတယ်အဲ့တော့ UEC ရွေးကောက်ပွဲကော်မရှင်ဖက်စစ်တက်က ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ရွေးကောက်ပွဲကော်မရှင်ကိုလေ့လာကြည့်လိုက်ပြင်ရင်လေရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ကောင်ဟာလက်ရှိဝန်ကြီးချုပ်ဖြစ်နေတဲ့ညိုစောနဲ့အပတ်စဉ်အတူတူပဲဖြစ်ပါတယ်နော်လက်ရှိရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာစစ်တပ်ရဲ့အလို့ကြလိုက်လုပ်ပေးမဲ့တမာတမတ်လုံးဝမရှိတော့ကော်မရှင်တရအဖြစ် ဘာကတက်တည်ပြနေလဲဆိုရင်ယူကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုတိုင်ကစစ်တပ်ကဘုတ်ချုပ်တယောက်ဖြစ်ပါတယ်ဘုတ်ချုပ်ဟောင်းတယောက်ဖြစ်ပါတယ်ဘုတ်ချုပ်တန်ဆိုးအခုတော့ယူကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်ဆိုးဖြစ်လာခဲ့တာပေါ့စစ်တပ်ကတော့အပတ်စဉ်23စင်းခုနပြောတယ်လက်ရှိဝင်ကြီးချုပ်အဖြစ်တာဝန်ပေးခံရတဲ့ညိုဆုံးတဲ့အပတ်စဉ်အတူတူပဲစစ်တပ်ရဲ့စိတ်တဲ့စစ်စင်ရင်းနဲ့ ပြည်သူဆက်ဆံရေးညှို့ကြားရေးမှုတွဲပတ်စီရေးချုပ်စတဲ့တာဝန်တွေကိုထမ်းဆောင်နေတဲ့သူပူဂျိုဟုံတန်းဆိုကကော်မရှင်ဥက္ကဋ္ဌဖြစ်လာတဲ့အခါကျတော့မင်းအောင်လိုက်ခန့်လို့ဗောမင်းအောင်လိုက်ခန့်နေသူဟာလဲသူယုံကြည်လို့ဗောသူခိုင်းတော်ကိုလက်ညိုးတောင်ခေါင်းညိတ်မလွဲမသွေလုံးမဲ့သူမို့လို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနေရာကို ပေးခဲ့တာဖြစ်ပြီး ဒီကော်မရှင်ဥက္ကဋ္ဌဆိုတဲ့လူရဲ့တမိုင်းကြောင်းဟာလေစစ်တရဲ့အစီကံတတတယောက်တာ ဖြစ်ပါတယ်ဖက်စစ်အာဏာရှင်တစုရဲ့အစီကံတယောက်ပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သုံးသပ်တွေ့ရှိရတယ်ဆိုတော့အပြာမေတသက်ခိုင်ကတော့အမြဲတမ်းလူရာဝင်ကျင်ခဲ့တဲ့နိုင်ငံကြီးမှာ စတင်ပါဝင်လာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီးစိတ်ငကက်ရောင်ကြောင်ပါပြောင်ခဲ့ပေမဲ့သူကိုယ်သူလူတလုံးတူတလုံးဖြစ်ပြီလို့နှထင်သွေးရောက်ပြီးပါတီထောင်တဲ့အခါကျအမတ်တယောက်မှအရွေးမခံရပဲခွက်ခွက်လက်အောင်ရှုံခဲ့တဲ့ပါတီဖြစ်ပါတယ်။လာမယ့်စစ်တပ်လုံးမဲ့ရွေးကောက်ပွဲမှာလည်းအပြိုင်ဆိုင်လူရဝင်ဖို့စူးစမ်းနေကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။ လက်ရှိတရားမဝင်ရွေးကောက်ပွဲဖက်စစ်တပ်လုံးမဲ့ရွေးကောက်ပွဲဟာတနိုင်ငံလုံးမှာမြို့နယ်330ရှိတော်လဲတရားနှစ်မြို့နယ်ကိုပထမအဆင့်မှာပဲကျင်းပနိုင်မယ်လို့လည်းကြားရတယ်ဒီတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံကလည်းဒီကနေ့မလေးရှားနိုင်ငံမှာပြုပြုလုပ်တဲ့အာဆီယံညီမအရေးစွန်းနှီးပွဲတွေအာဆီယံအစည်းအဝေးတွေအာဆီယံနဲ့အမေရိကန်ဆက်ဆက်အစည်းအဝေးတွေမှာတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖက်စစ်တဲ့လူသက်သက်ဖြက်အကျဉ်ဖက်တရားခံဝရမ်းပြီးလုပ်တဲ့ရွေးကောက်ပွဲဟာတရားဝင်မှု ရှိမှ မဟုတ်တယ်လို့တိုင်းပြည်ငြိမ်းချမ်းရေးအတွက်ပြည်တွင်းစစ်ရက်တန်နိုင်ရေးအတွက်ဒီရွေးကောက်ပွဲဟာမြည်သည့်အထောက်ကူမှပြုမှမဟုတ်ပဲကဘာကိုလဲစားလိန်ညာမဲ့ရွေးကောက်ပွဲတရက်ဖြစ်တယ်လို့တဘောရာပီခဲ့ကြပါတယ်ကျွန်တော်ပြောသလိုအတိအကျပြောတော့မဟုတ်အဲ့တော့အပြာမဲ့တသက်ခံရဲ့ အေးအပြာမဲတက်တက်ခံရဲ့ဗရာမီလူခန်းအကျွေးတွေပြန်မဆက်နိုင်ပဲကမောသားကတရားဆွဲလူမွဲပြည့်ကြီးညာနံပြားနှစ်ချက်ပေါန့်ဖက်ခန်းနဲ့မဗရာမီလူအယူမီဝိုင်းဖြစ်ပြီးရွေးကောက်ပွဲမဝင်ရတော့တဲ့မျောလင့်ချက်ကြီးလဲပြူသွားခဲ့ရင်အပြာမဲတက်တက်ခံတယောက်တောက်ခံနိုင်ပါမလားခံနိုင်ရည်ရှိပါမလားဗျာ တော်ကြာကိုကိုကိုကြိုးစွဲချအဆုံးစီရင်သွားရင်တော့တိုင်းပြည်တဝမ်းရွေးကောက်ပွဲဝင်ခွင့်ပယ်ဖျက်ခံရတဲ့အကျွေးထူတဲ့တတ်တတ်ခိုင်ရဲ့ဇလံပြောမဆုံးပေါင်းတော်တုံးတောင်ဖြစ်နေအောင်မယ်ဗျာအားလုံးကိုယေရှုတင်ပါ